ားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ဆရာကြီးမင်းသူရာဟောကြားထားတဲ့တနင်္ဂနွေသတ္တမီများအတွက်2026ခုနှစ်တနစ်စာဟောစရံကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဂေရင်မင်းမြတ်လိုပါကကျမနာဘုံနာဆရာကြီးမင်းသူရာပတိန်ကြီးမြို့နယ်ရေထွဲလမ်းမကြီးသူခမနှစ်ရွက်အင်ဂျင်လန်ကြားမန္တလေးမြို့ဖုန်းနံပါတ်9539 8986ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်တအူးလျင်ညံဘူးစောကတသောင်းကျက်ဖြစ်ပါတယ် ဘောတော်ဦးသာသမီများအနေနဲ့ဒီ2026ခုနှစ်မှာဘာသာရေးကိစ္စလူမှုရေးကိစ္စများဆောင်ရွက်ရခြင်းလူမှုရေးအဖွဲ့အစည်းများတွင်ပင်ရောက်လောက်ကံရခြင်းပေါ်ပေါက်လာပါလိမ့်မယ်။ဖျားဖို့ခရီးသွားရခြင်းဘာသာရေးခရီးများလည်းသွားရတတ်ပါတယ်။မင်းဆိုးရသာပိုင်းကအကြီးကဲတွေနဲ့မဆထောက်ပံ့မှုကိုရရှိပါလိမ့်မယ်။အခက်အခဲဘလောက်ပဲရှိရှိဆောင်ရွက်စရာများရှိတိုးလုံဆောင်မယ်ဆိုရင်မြဝါထင်ထင်အောင်မြင်မှုတွေရရှိလာမှာဖြစ်ပါတယ်။စမ်းသစ်တဲ့အတွေ့အခေါ်နဲ့တမူထူးခြားစွာလောက်ကိုင်းနိုင်ပါလိမ့်မယ်။ မိမိကိုမိမိထိန်ချုပ်နိုင်စွမ်းရှိသလိုထိတွေ့နေတဲ့ပတ်ဝန်းကျင်အပေါ်မှာလည်းစိုးမိုးထိန်ချုပ်နိုင်စွမ်းမြင်မာလာပါလိမ့်မယ်။ဖျားရိုးတဲ့ချင်းနေရပြောင်းလဲခြင်းအိုးအိမ်ဆောက်လုပ်ခြင်းရှိပြီးလုပ်ငန်းပြောင်းရွှေ့ခြင်းရာရိုးတဲ့ချင်းဂုံတိတ်ခါတိုးတဲ့ချင်းတပားသူရဲ့ချစ်ခင်မှုကိုရရှိပါလိမ့်မယ်။စေဘွားရဲ့အနေနဲ့အလောက်ကင်ငွေကြီးကိစ္စတွေမှာတောင်းအောင်ရက်ကမိတ်ဆွေတို့အူမှအကူအညီတွေကိုပေးပါလိမ့်မယ်။တရုတ်လူမျိုးတွေရဲ့အကူအညီတွေကိုလည်းရရှိပါလိမ့်မယ်။မိတ်ဆွေဟောင်းများတွေ့ရပြီးလုပ်ငန်းတင်မြှောက်လုပ်ရပါလိမ့်မယ်။ မိတ်ဆွေအကြီးအကဲများရဲ့အကြံဉာဏ်များကိုယူပြီးလုပ်ငန်းကိစ္စတွေကိုစောင့်ရမှသာလျှင် အကျိုးထူးခံစားရမယ့်နှစ်ဖြစ်ပါတယ်။အတ္တကြီးခြင်းကိုကိုကိုသာအဓိကထားပြီးလောဘောကိုင်းပဲများကိုလစ်လျူရှုခြင်းကြောင့်ဆက်ဆံရေးမှာပြေတနာတွေရှိလာနိုင်ပါတယ်။ပူပေါင်းဆောင်ရွက်မှုကိုဦးစားပေးပါ။အခြေအနေတည်များ စွန့်ဦးတည်ထွင်မှုများကိုရဲရဲရင်ရင်အင်ဆိုင်သင့်ပါတယ်။ပြည်ရင်းပြည်ပါဆက်သွယ်ရေးလုပ်ငန်းများအထူးအောင်မြင်ပါလိမ့်မယ်။ခရီးသွားလာခြင်းတည်ယူပို့ဆောင်ရေးလုပ်ငန်းများဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများရုပ်သံရေဒီယိုညညာနဲ့ ဂျာနယ်လုပ်ငန်းများပြည်သူလူထုရှေ့မောင်း၌စကားပြောခွင့်များပညာရေးဆိုင်ရာလုပ်ငန်းအကျိုးခံစားရပါလိမ့်မယ်။ကုန်မပစ္စည်းရောင်းဝယ်ခြင်း၊ဗန်လုပ်ငန်းလုပ်ခြင်း၊ကုမ္ပဏီထူထောင်ခြင်း၊စက်သုံးစီရောင်းဝယ်ခြင်း၊ရတနာပစ္စည်းရောင်းဝယ်ခြင်း၊အပတ်ဖြေစခန်းဖွင့်ခြင်းများကောင်းကျိုးပေးပါလိမ့်မယ်။အလုတ်ကိစ္စတွေလုပ်တဲ့အခါမှာကြာတာပရိသတ်သမီးစနေသတ်သမီးများနဲ့ဆောင်ရွက်ခြင်းများအထူးကယူဆိုင်ပေးရပါမယ်။ဗုဒ္ဓဟူးသတ်သမီးများအနေနဲ့2026ခုနှစ်လေးလပိုင်း16ရက်မှ2026ခုနှစ်6လပိုင်း15ရက်အထိ လုပ်ငန်းခွင်မှာအလော်တကြီးမလုပ်သင့်ပါဘူးလုပ်ငန်းအစ်စ်မထူထောင်သင့်ပါဘူးထူထောင်လျင်လဲတေချာပေါက်ပျက်စီးခြင်းရှိပါလိမ့်မယ်အခဲအခဲအတိုက်ခံများနဲ့ပုံမူကြုံတွေ့ရင်ဆိုင်ရပွဲရှိပါတယ်ကာစပိန်ဆိုင်ကယ်စတဲ့ရင်တမျိုးမျိုးကြောင့်ဒီဥပတ်တွေ့ရပါတယ်စိတ်တော့ကရောက်ချင်းများဖြစ်ပေါ်လာပါလိမ့်မယ်ဂုံကြောစကားကြောင့်အင်တော်ကြီးမတင့်မတင့်ဖြစ်တတ်ပါတယ်ဆွဆွဲမှုအမျိုးမျိုးခံရခြင်းကြုံမယ် အိမ်အဝေးကိစ္စအတွက်ငွေကုန်ကြေးကျများနေပါလိမ့်မယ်။မိပိုင်ဆိုင်ထားတဲ့ပစ္စည်းများအတွက်အတိုင်းဝိုင်းဆွေမျိုးများနဲ့စကားများရတတ်ပါတယ်။အာမမခံရဲပါနဲ့ဖခင်နဲ့ပတ်သက်ပြီးစိတ်ညစ်ဆရာကြုံရပါလိမ့်မယ်။အကြီးငယ်များနဲ့ပတ်သက်ပြီးအာမခံမလို့တင်ပါ။တော်တလင်းလာမှစပြီးတော့စီးပွားရေးများအတိုးတက်အောင်မြင်ပါလိမ့်မယ်။အချိတ်ဆက်ကောင်းတွေရရှိပြီးတော့အလုံးနှမျိုးဝင်ဝင်နှမျိုးနဲ့အောင်မြင်မှုရရှိပါလိမ့်မယ်။နေရာသစ်ဝင်းကျင်သစ်များတို့ပြောင်းရွှေ့လောက်ကန်ရတတ်ပါတယ်။ ကံကြမ္မာရဲ့မျက်နှာသားပေးမှုခံစားရပါလိမ့်မယ်။ပေါ်ထွန်းလာတဲ့အကြံဉာဏ်များဆောင်ရွက်လိုတဲ့ကိစ္စရပ်များရှေ့တို့လိုကိုင်းဆောင်ရွက်ပါ။ဒဇိန်လူမျိုးကွဲလူမျိုးကြအကျိုးပေးပါလိမ့်မယ်။သတ္တမိယရနာများအတွက်ကြောင့်ဂုံတရင်ကြော်စောပါလိမ့်မယ်။အိမ်အောင်ကွဲနေသူများပြန်စုံစည်းခွင့်ရှိပါလိမ့်မယ်။ဝေးကွာနေတဲ့သတ္တမိများစုံစည်းခွင့်ရှိပါလိမ့်မယ်။မိမသားတို့မိမိအိမ်တို့ဧည့်သည်အဖြစ်ရောက်ရှိလာတတ်ပါတယ်။လူမှုရေးပိုင်းမှာဆိုရင်အများသဘောတူညီမှုကြောင့်လူမှုရင်းနဲ့ဘာသာရေးကိစ္စတွေဆောင်ရွက်ရပါလိမ့်မယ်။ လုပ်ငန်းခွင်မှာမိတ်ဆွေအစ်တများနဲ့ဆက်ဆံရပါလိမ့်မယ်။ဒါပေမဲ့မိတ်ဆွေများရဲ့တွေ့ထိုးမှုကြောင့်စီးပွားရေးကျဆင်းသွားတတ်ပါတယ်။တနင်္လာသတ္တမီတနင်္ဂနွေသတ္တမီတို့အကျိုးပေးမဲ့ကာလဖြစ်ပါတယ်။အနောက်တောင်အရမငွေဝင်လျင်အလွန်ကောင်းပါလိမ့်မယ်။လူချင်းမိဘဆရာသမားများကိုရိုသေကန်ဆိုင်ခြင်းကြောင့်ကုညီထောက်ပံ့မှုတွေရရှိပါလိမ့်မယ်။ပညာရေးပိုင်းအနေနဲ့ကတော့စက်မှုနဲ့ဤပညာဆိုင်ရာပညာရများတင်ယူလျင်အောင်မြင်နိုင်ပါလိမ့်မယ်။တန်ရုံးစင်တော်ဘွဲကြောင့်ပညာရေးနောင်နေသွားတတ်ပါတယ်။ ညာရေးမှာထူးချွန်မှုရှိတော်လဲမိသားစုအားပေးမှုအားနဲ့တက်ပါတယ်။ပြပပညာသင်အတွက်ရည်မှန်းချက်များအောင်မြင်လာပါလိမ့်မယ်။ခရီးဝေးသွားခြင်းမရည်ရွယ်ပဲအလုပ်ကိစ္စနဲ့ခရီးဝေးသွားရတတ်ပါတယ်။ပညာရေးမှာအရှိပိုင်းမှာကြိုးစားမှုအားကောင်းပြီးနောက်ပိုင်းမှာအပေါင်းအသင်းများကြောင့်မိမိရည်မှန်းချက်တွေဝေးကွာသွားတတ်ပါတယ်။အခြေအနေအိမ်တော်ရေးပိုင်းနေနဲ့ကတော့ပြိုရွယ်သူများအခြေအမှာစံပွင့်တော်နှစ်ဖြစ်ပါတယ်။မိမိရည်မှန်းထားတဲ့ချစ်သူနဲ့မြင့်တာမြတ်တဲ့အခြေအကိစ္စများမှာအဆင်ပြေလာပါလိမ့်မယ်။ဒါပေမဲ့ နှစ်ဖက်မိပါများသဘောထားကွယ်လွယ်တတ်ပါတယ်။အထူးကြံနေသူများအခြေခံခင်းနေသူများဒီနှစ်မှာတွင်စရာကောင်းတဲ့မေတ္တာရေးတွေပေါ်ထွန်းလာပါလိမ့်မယ်။အိမ်အောင်ရှင်များသတ္တမိများအတွက်တရင်ကောင်းကြရခြင်းအိုးအိမ်များထူထောင်နိုင်ပြီးအမွေအနှစ်များရရှိတတ်ပါတယ်။အိမ်အောင်ရှင်များသတ္တမိရတနာထွန်းကားပါလိမ့်မယ်။မိဘဆွေမျိုးတွေရဲ့အဖက်ဖက်မှအကူအညီဆောင်ရှောက်မှုများရရှိတတ်ပါလိမ့်မယ်။ငွေကြေးကိစ္စရများအတိုင်းအတာထက်ပိုပြီးတော့ဝင်လာပါလိမ့်မယ်။စက်ပစ္စည်းနဲ့အိမ်ချမ်းမြေလေယာဉ်ဥယျာဉ်ချွေဝင်ကိန်းရှိပါလိမ့်မယ်။ ထီဖနက်ဒေတာအနဲ့ရောင်ပစ္စည်းအထဲလိုက်စားတဲ့ပစ္စည်းများဝင်ပါလိမ့်မယ်။မယူရွယ်ပဲအလှူဒန်းကိစ္စဘာသာရေးကိစ္စများဆောင်ရွက်ရပါလိမ့်မယ်။ကျန်းမာရေးပိုင်းတွေကတော့ကျန်းမာရေးမှာမထင်မှတ်ပဲခွဲစိတ်ကူးသမှုခံယူရခြင်း၊လေကောင်းယောဂါ၊ရင်ကျက်ခြင်း၊သဲအိမ်ယောဂါ၊အစိမ့်မြစ်ကြိုက်ခဲခြင်း၊တွေးရနေခြင်း၊နှလုံးသွင်းခြင်းများခံစားရတတ်ပါတယ်။ဗုဒ္ဓဟူသာသမီများအနေနဲ့နှစ်ကျွန်း၅ကျွန်း၆ကျွန်း၃ညကျွန်းမွေးဖွားသူများဟာမိတ်ဆွေတွေများတို့ပွားလာမဲ့ကာလဖြစ်ပါတယ်။ငယ်ရွယ်သူများ ချစ်သူခင်သူများနဲ့တွေ့ဆုံရခြင်းရှိပါတယ်။ရေကြားမြေကြားကလူမျိုးကြားတွေနဲ့ဆက်ဆံရေးတွေအထူးကောင်းဝင်တိုးတက်လာပါလိမ့်မယ်။ကုသိုလ်ကောင်းမှုတွေအလှမင်္ဂလာတွေလည်းပြုလုပ်ကျင်းပရပါလိမ့်မယ်။ဘာသာရေးပွဲအလှပွဲများဖေးရဖူးခရီးသွားရခြင်းများကျုံရပါလိမ့်မယ်။မရောက်ဖူးသောအရသေးသားများတို့သွားရပါလိမ့်မယ်။ထိပေါက်သလိုငွေအစုလိုက်အပြုံလိုက်ဝင်လာပါလိမ့်မယ်။မင်းအစိုးရအမျိုးသမီးမိတ်ဆွေများအထူးကြိုးပေးမဲ့ကာလဖြစ်ပါတယ်။ တတိထားရမယ့်အသက်အရွယ်တွေကတော့ဆက်ရှင်နဲ့24နှစ်25နှစ်28နှစ်ဖြစ်ပါတယ်။အဲ့ဒီနှစ်တွေဟာဆိုရင်စိတ်ဖိစီးမှုများနိုင်တယ်။အိမ်မှာနေရထိုင်ရတာမပြောသလိုဖြစ်နေတတ်ပါတယ်။ဆက်ပစ္စည်းများစီးနေခြင်း၊ကင်ရွက်ခြင်းကိုအထူးဂရုစိုက်ပေးပါ။အသက်58နှစ်52နှစ်56နှစ်58နှစ်တို့ဟာလည်းတတိထားပြီးနေထိုင်ရပါမယ်။အထူးအခဲအနေနဲ့ကတော့ဗုဒ္ဓဘုရားသမီးများလူလိန်ငွေလိန်ခံရခြင်းရှိတဲ့အတွက်တတိပြုရမှာဖြစ်ပါတယ်။ အနောက်မြောက်အရက်ခရီးသွားခြင်းလူမှုရေးကိစ္စဆောင်ရွက်ခြင်းရှောင်ကျင်ပေးပါလောင်းကစားပြုလုပ်ခြင်းဖြက်လန်းနည်းနဲ့ချမ်းသာအောင်ပြုလုပ်ခြင်းတို့ကိုအထူးရှောင်ကျင်ပေးပါအခြားသူများရဲ့နေရမျိုးမျိုးနဲ့ရှာဖွေထားတဲ့အကျိုးစီးပွားများအားအာမကျမိစေရန် လောင်းကစားမလုံးမိစေရန်သတိပြုပါဗုဒ္ဓဟူသာသမိများအတွက်ဆောင်းရန်ရှောင်းရန်ရရများအနေနဲ့ကတော့အရေးကြီးသောအလုံးများလှုပ်ဆောင်ပြီဆိုလျင်တနင်္လာနေ့ဇတပရိနေ့တနင်္ဂနွေနေ့များတွင်လှုပ်ဆောင်ပါ အကျိုးပေးမဲ့အရောင်များမှာဘန်းရောင်ငွေရောင်အဖြူရောင်အပြာရောင်တို့ဖြစ်ပါတယ်။ရှောင်းရံအရောင်များမှာအနီရောင် အနက်ရောင် အစင်းရောင်တို့ဖြစ်ပါတယ်။အကျိုးပေးမဲ့အဆောင်ရည်ရည်များအနေနဲ့ကတော့မြကြောက်ဖြစ်ပါတယ်။ဘေးရန်အမျိုးမျိုးမှလွေကင်းစေရန်ဗုဒ္ဓဝုနံတနင်္လာနံအင်္ဂါနံဖရာတဆူဆူတွင်လိမ္မော်သည်လက်ဖက်ရည်ရက်တောင်တစ်ခုခုလှူပေးပါ။အင်းတော်ရေးအစင်မပြေလျင်ဆောင်းရှားသားကိုဆက်တလက်မစီနှစ်ချောင်းပြုလုပ်ပေးပါ။ ပြီးလည်ရင်အိမ်ရဲ့မြင်သာတဲ့နေရာမှာဗုဒ္ဓဦးနေတနာယီမိနစ်30တွင်ချိန်ဆွဲလိုက်ပါ။ကျမ်းမာရေးမကောင်းလျင်တနခါညွန်29ညွန်ကိုဒုကနေခြေပြအထီထားပြီးအိပ်ပါ။၎င်းတို့ကိုတနင်္လာသတ္တမိတူဟာအနောက်မြောက်အရက်တို့ဆွန့်ခိုင်းပါ။ခရီးသွားခြင်းနဲ့လုပ်ငန်းကိစ္စအဆင်ပြေစေရန်အတွက်အရှိအယမျက်နှာမူကတန်ဖိုးဒေခါထာတော်သုံးကောက်ရွတ်ဆိုပြီးခရီးသွားခြင်း။ပန်းရောင်ငွေရောင်အဖြူရောင်အပြရောင် အဝိထေမြဝိစံခြင်းနဲ့အဲ့ဒီအယောင်တွေကိုအဆောင်ဖြစ်အသုံးပြုနိုင်ပါတယ်။အကျိုးပေးသောအခေယာအနေနဲ့ကတော့ဘာထချိုက်ဖောက်ထုတ်ဝါလုံးထဆင်သူတို့ဖြစ်ပါတယ်။အကျိုးပေးသောကဏ္ဍအနေနဲ့ကတော့၄ကဏ္ဍ၄ကဏ္ဍ၆ကဏ္ဍသုံးညာကဏ္ဍလို့ဖြစ်ပါတယ်။ကံကောင်းမှုတွေရောက်လာစေရန်ရည်ရည်အနေနဲ့ကတော့တစ်နှစ်လုံးမိမိမွေးနေ့တိုင်းတစ်လမှတစ်ရက်မိမိမွေးနေ့တွင်ရွှေပန်းငွေပန်းဇလတ်ညွင့်အောင်တပြေညွင့် စီးညွန့်မေမျိုးပန်းကိုးပွင့်တို့စီပောင်းပြီးအစိမ်းရောင်ပန်းအိုဖြင့်ဖျားလှူပေးပါရေတော်သက်စေကတ်လှူပေးခြင်းလိမ္မော်ဖြိုရီလှူပေးခြင်းတကိုးကြီးဖျားရင်ရက်တောင်ရှစ်ချောင်းကတ်လှူပေးပါအထူးမှာကြလို့ရကတော့2026ခုနှစ်မှာငွေတွေအများကြီးဝင်ပါကကျွေးမွေးလိုတတ်မှုများပြုလုပ်ပေးမှကောင်းပါလိမ့်မယ်ဟုတ်ကဲ့ပါရှင် အခုတင်ဆက်ပေးခဲ့တာကတော့ဗုဒ္ဓဘူသာသမီများအတွက်2026ခုနှစ်တနစ်စာ ဟောစရမ်းပဲဖြစ်ပါတယ်ဗုဒ္ဓဘုရားသတ္တမိများအားလုံး နှစ်သစ်မှအစကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။ကိုယ်ဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။